ါဒီနေ့ဗီဒီယိုလေးမှာတော့လင်းဆက်ဆန်တဲ့အခါပါကြောင်းနာခြင်းတလဲဆိုတော့ကောင်းစင်လေးနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အမျိုးသမီးတွေဟာလင်းဆက်ဆန်တဲ့အခါမှာနာခြင်းတလို့ပြောကြပါတယ်တချို့တွေကဘယ်လိုမျိုးဖြစ်တလဲဆိုတော့လင်းဆက်ဆန်တဲ့အခါမှာနာခြင်းဓာတ်တွေတောက်လျှောက်စစ်တိုက်နာနေတာတယ်ပြီးတော့တချို့ကြတော့နာတာခဏခဏပြန်ဖြစ်တယ်လို့ပြောပါတယ်အများဆုံးလာပြောတဲ့အချက်ကတော့လိန်မစစ်ဆန်ခင်အချိန် ်ရဲပြီးတော့လင်းစစ်ဆန်နေတဲ့အချိန်ရဲလင်းစစ်ဆန်ပြီးတဲ့အချိန်မှာဒီလိုမျိုးလက္ခဏာဖြစ်တာလို့ပြောကြပါတယ်ပြောချင်တာကတော့အမျိုးသမီးတွေလင်းစစ်ဆန်တဲ့အခါမှာ နာကျင်တဲ့ဒဏ်ခံစားနေရပြီဆိုရင်ဇေယဝယ်နဲ့အတိစိတ်ပြောက်ကိုပြပါလို့အကြံပေးချင်ပါတယ်လင်းစစ်ဆန်တဲ့အခါကျရင် နာကျင်တဲ့လက္ခဏာပြတ်တက်လာတာတွေဆက်ရှင်းပြပါမယ်နော်ပြတ်တက်တဲ့လက္ခဏာတွေကတော့အမျိုးသမီးတွေအနေနဲ့ အကယ်၍လိန်အင်စစ်ဆန်တဲ့လိန်တန်ထိုးသွင်းတဲ့အခါကျရင်နာကျင်တာဖြစ်တတ်ပါတယ်။တခါတလေတချို့သောအမျိုးသမီးတွေမှာဂွင်းတန်သုံးတဲ့အခါကျရင်လည်းထိုးသွင်းတဲ့အခါမှာနာကျင်တဲ့ဝေဒနာခံစားရတတ်ပါတယ်။တခုခုနဲ့အနစ်ထူးတယ်လို့မျိုးပြီးတော့ဒါနဲ့ထူးတယ်လို့ခြုံထက်ပြီးတော့ရှတယ်လို့ခံစားရတဲ့အယံနာတဲ့ဝေဒနာကိုခံစားရတတ်ပါတယ်။ဒါကဖြစ်တတ်တဲ့လက္ခဏာ၅ချက်ဖြစ်ပါတယ်။ လက္ခဏာတွေဒါပြပြီးပြီဆိုရင်ရှေ့ကပြောသလိုမျိုးပေါ့ဆရာဝန်နဲ့မဖြစ်မနေပြတ်တဖို့လိုအပ်ပါတယ်အမျိုးသမီးတွေလင်းဆစ်ဆန်တဲ့အခါမှာနာကျင်တာဖြစ်တဲ့အကြောင်းအရာကို selection ပြပေးသွားမှာဖြစ်ပါတယ်နံပါတ်၁ချက်အနေနဲ့အမျိုးသမီးမိမကိုကနေအရေးထွက်တာအားနေတာဖြစ်တတ်ပါတယ်တချို့တော့အမျိုးသမီးတွေမှာမိမကိုကနေအရေးမထွက်ပဲအရေးဟာ choice တမျိုးလို့ ဆောင်ရွက်ပါတယ်လူစစ်ဆန်တဲ့အခါမှာချောစီလို့ဆောင်ရွက်ပါတယ်အဲ့ဒါကို အရေးတိတ်ထွက်မှုနဲ့တဲ့အတွက်ကြောင့်မလို့လူစစ်ဆန်တဲ့အခါမှာနာကျင်တဲ့အတိုင်းအရာခံစားရတာဖြစ်တတ်ပါတယ်ဒီမှတ်နှစ်ချက်အနေနဲ့ထိခိုက်အတိုင်းအရာရဖို့တဲ့အမျိုးသမီးတွေပါတချို့တော့အမျိုးသမီးတွေမှာခါထိခိုက်တဲ့အတိုင်းအရာရဖို့တာတချို့တွေမှာမင်းမကိုကတ်ချင်းနဲ့ညက်ပြီးကလေးမွေးတဲ့အခါမှာအငက်ခံရတာရဲ့တချို့တွေမှာခွဲစိတ်တိုင်းရာ တဖို့ဖို့လို့ဖိုးတဲ့သူတွေမှာ သူများထက်ဆိုင်ရင်လင်းဆက်ဆန်တဲ့အခါမှာနာကျင်တဲ့အတန်ကိုခံစားရတတ်ပါတယ်။နံပါတ်3ချက်အနေနဲ့ရောင်ရမ်းမှုပါ။အမျိုးသမီးရဲ့မင်းမကိုလမ်းကြောင်းမှာရောင်နေတာမင်းမကိုမှာရောင်နေတာမင်းမကိုအဝအထွေရောင်နေခြင်းဟာလင်းဆက်ဆန်တဲ့အခါမှာနာကျင်တဲ့အတန်ကိုအထူးခံစားရတတ်ပါတယ်။နံပါတ်4ချက်အနေနဲ့မင်းမကိုကအညစ်တာဖြစ်ပါတယ်။ တချို့တော့မင်းကလေးတွေမှာမင်းမကိုဟာလူစစ်ဆန်တဲ့အခါမှာအရန်ညစ်တဲ့ဒံကိုခံစားရတတ်ပါတယ်။အဲ့ဒီအခါမှာအရန်ညစ်တဲ့အတွက်ကြောင့်လူစစ်ဆန်တဲ့အခါမှာတအားနာကျင်တာဖြစ်တတ်ပါတယ်။နံပါတ်၅ချက်အနေနဲ့ဘီလိုမျိုးနာတာတွေဆိုလဲဆိုတော့ဒီလိုနာတွေဟာအရင်တုန်းကလဲနာကျင်ဖိုးတယ်ပြီးတော့အထူးသဖြင့်ကလေးမွေးတဲ့ကိုဝင်ဆောင်တဲ့အချိန်မှာဒံရဒံချက်ဟိုဟိုရခဲ့ဖိုးတယ်။ ကိုယ်ဝင်ဆောင်တဲ့အချိန်မှာပြေတနာတစ်ခုခုဖြစ်ဖို့ရဆိုရင်လဲနာကျင်တဲ့အတန်ကိုခံစားရတတ်ပါတယ်။နံပါတ်6ချက်အနေနဲ့တချို့သောယောဂဖြစ်ဖို့တဲ့အမျိုးသမီးတွေမှာလင်းဆက်ဆန်တဲ့အခါမှာနာကျင်တဲ့ဝေဒနာခံစားရတတ်ပါတယ်။ဘယ်လိုမျိုးလဲဆိုတော့တာဥအိမ်မှာအရည်သေးတဲ့အမျိုးသမီးတွေပြီးတော့အမျိုးသမီးရဲ့မင်းမကိုပတ်ချာလဲတင်ပူဇုံပတ်ချာလဲနာမှာ ပိုးဝင်တဲ့အမျိုးသမီးတွေမှာလည်းဒီလိုမျိုးပြဿနာခံစားရတတ်ပါတယ်။တချို့တော့အမျိုးသမီးတွေမှာခွဲစိတ်ဖိုးတဲ့အမျိုးသမီးတွေဥပမာတအင်ကိုခွဲစိတ်ဖိုးတာတအင်ခေါင်းကိုခွဲစိတ်ဖိုးတာဒီလိုမျိုးခွဲစိတ်ဖိုးတဲ့သူတွေမှာလည်းဖြစ်တတ်ပါတယ်။နံပါတ်9ချက်အနေနဲ့ကင်ဆာဖြစ်နေတဲ့အမျိုးသမီးတွေပါဥပမာမိမကိုပတ်ချလဲနာမှာကင်ဆာဖြစ်တာဒါမှမဟုတ်တအင်ခေါင်းမှာကင်ဆာဖြစ်တာ တအင်းမကင်စာဖြစ်တဲ့အမျိုးသမီးတွေမှာလည်းလင်းစစ်ဆန်တဲ့အခါမှာ နာကျင်တဲ့ဝေဒနာခံစားရတတ်ပါတယ်။နံပါတ်၈ချက်အနေနဲ့တချို့သောအမျိုးသမီးတွေမှာစိတ်ဝေဒနာခံစားနေရတဲ့အတူတွေရှိတတ်ပါတယ်။စိတ်ဝေဒနာခံစားနေရတဲ့အမျိုးသမီးတွေကိုလင်းစစ်ဆန်တဲ့အခါကျရင်ဒီအမျိုးသမီးတွေမှာနာကျင်တဲ့ဝေဒနာပြင်းထန်စွာခံစားရတတ်ပါတယ်။ တချို့တော့အမျိုးသမီးတွေဟာလုပ်ငန်းလုပ်တဲ့အမျိုးသမီးတွေရှိပါတယ်။ဥပမာစိတ်ဖြစ်စင်းမှုတွေအများကြီးတဲ့အမျိုးသမီးတွေမှာလည်းလင်းစစ်ဆန်တဲ့အခါကျရင်နာကျင်တဲ့ဝေဒနာခံစားရတတ်ပါတယ်။နံပါတ်30ဘီလိုမျိုးလဲဆိုတော့အရင်တုန်းကလင်းပိုက်ဆိုင်ရာအမျက်ထုတ်ခံရတာလင်းပိုက်ဆိုင်ရာအလိုမတူပဲလင်းစစ်ဆန်ချင်းခံရတဲ့အမျိုးသမီးတွေမှာလည်းလင်းစစ်ဆန်တဲ့အခါမှာနာကျင်တဲ့ဝေဒနာခံစားရတတ်ပါတယ်။အကယ်၍ ကိုယ်တည်တဲ့အမျိုးသမီးထဲမှာနာကျင်တဲ့ဝေဒနာလင်းစစ်ဆန်တဲ့အချိန်မှာခံစားနေရပြီဆိုရင်ဆရာဝန်နဲ့တည်တည်ချာချာပြတ်တော့ဖို့လိုအပ်ပါတယ်လို့အကြံပေးချင်ပါတယ်။ဘိုးဝင်တာလားအထဲမှာရောင်ရမ်းနေတာလားဘာကြောင့်ဖြစ်တယ်လဲအသေးစိတ်ကအစားပေါ့နော်တည်ချာစွာမိဖို့လိုအပ်ပါတယ်။စစ်ဆေးချက်တွေတည်ချာစွာလုပ်ဖို့လိုအပ်ပါတယ်။ဒီအတွက်ကြောင့်မလို့ဆရာဝန်နဲ့တည်ချာစွာ ပြတ်တော့ပါလို့အကြံပေးချင်ပါတယ်။ဆရာဝန်နဲ့ပြတ်တရင်ဒီယောဂါကကုသလို့ ပျော့ကင်းတဲ့ယောဂအแทမှာပါပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်